သူမရဲ့နာမည်ကဂျွန်ကိုဖူရူတာပါ။သူမဟာအသက်18နှစ်ပဲရှိပါသေးတယ်။လူတိုင်းကလာနဲ့ကြည့်ပြီးတော့သူမဟာအိမ်ကထွက်ပြေးသွားတဲ့နောက်ထပ်ကလေးမလေးတယောက်လိုပဲထင်ခဲ့ကြတာပါ။ဒါပေမဲ့ဂျွန်ကိုဆိုတာကနာမည်တစ်ခုတည်းမဟုတ်ပါဘူး။သူမဟာအလုပ်အတွက်တော့သမီးတယောက် ညီမတစ်ယောက်တငယ်ချင်းတစ်ယောက်ပါ သူမကို1992ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာစိုင်းတာမာစီရင်စုဗီဇာတိုမြို့မှာမွေးဖွားခဲ့ပြီးတော့မိပါရင်အကူကြီးရဲ့မောင်လေးတစ်ယောက်ရဲ့နဲ့အတူနေထိုင်ခဲ့ပါတယ်။အားလုံးရဲ့ပြောပြချက်အရသူမရဲ့မိသားစုဟာနှွေးထွေးပြီးတော့ချစ်ခင်တင်နာတတ်တဲ့မိသားစုတစ်ခုပါ။ဂျွန်ကိုဟာမြင်တွေ့ရသူတိုင်းချက်ချင်းနှစ်သက်စေနိုင်တဲ့လူအမျိုးသားပါ။သူမကယဉ်ကျေးတယ်၊ထက်မြက်တယ်၊တောင်းဝန်တည်တယ် အမြဲတမ်းပြုံးနေတတ်ပါတယ်။သူမဟာပလတ်စတစ်ပုံသွင်းဆက်ရုံမှာအချိန်မဲအလုပ်လုပ်ပြီးတော့ဘွဲရပြီးရဲ့နောက်ခရီးသွားဖို့အတွက်ကိုပတ်စံစုနေခဲ့ပါတယ်။သူမဟာအထက်တန်းကျောင်းပြည့်ရဲ့နောက်အလုပ်လုပ်ဖို့လျှက်စစ်ပစ္စည်းအယောင်ဆိုင်တစ်ခုမှာအလုပ်ရထားပြီးသားပါ။ဒါပေမဲ့သူမရဲ့စိတ်ထဲမှာတော့အဲ့ဒီတံမကတဲ့အရာတစ်ခုကိုမမောနေခဲ့ပါတယ်။ဒါကတော့ရုပ်ရှင်မင်းသမီးတယောက်ဖြစ်ချင်းခဲ့တာပါ။အရက်166စင်တီမီတာရှိတဲ့သူမဟာမော်ဒယ်တယောက်ရဲ့ရုပ်ရည်မျိုးလေးရှိပါတယ်။နှလုံးဝိုင်းဝိုင်းလေးတွေ နူးညံ့တဲ့မျက်နှာလေးကြော်ရှင်းလှပတဲ့ပုံစံလေးနဲ့ပါ1980ပြည့်လွန်နှစ်တွေကမှုံဝါးဝါးဓာတ်ပုံတွေထဲမှာတော့သူမဟာအိမ်ကြီးချင်းမိန်းကလေးချောချောလေးလိုပါပဲယောက်ျားလေးရောမိန်းကလေးရောနှစ်သက်တဲ့အမျိုးအစားပါနူးညံ့တဲ့ချူတာတဲ့အပြစ်ကင်းတယ်လို့တင်စားလို့ရတဲ့လူမျိုးပါ သူမဟာယာရှိအိုမီနာမီထက်တန်းကျောင်းမှာတက်ရောက်ခဲ့ပြီးတော့ကိမ်မုံဘုတ်တာလက်ဆောင်ပစ္စည်းလေးတွေလုတ်တာ ိမ်မှုကိစ္စတွေမှာသူမအမေကိုကုညီတာတွေနဲ့ပတ်သက်ပြီးတော့လူသိများပါတယ်။သူမရဲ့မောင်လေးတွေကိုလည်းဂယူဆိုင်တယ်။မကြီးမညူပဲနဲ့အိမ်အလုပ်တွေကိုလည်းလုပ်ကမ်းခဲ့ပါတယ်။ သူမရရှိခဲ့တဲ့ကြီးမားမှုတွေဘလောက်ပဲများများသူမဟာဘသူကမှသူမတတ်ဖို့ကောင်းတယ်လို့မထင်ခဲ့ပါဘူးဂျွန်ကိုဖူရူတာဟာရိုးရိုးသားသားကလေးမလေးတယောက်ပါဂျွန်ကိုမှအထူးခြားတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့သူမဟာချိုသားတယ်ညင်သာစွာပြောတတ်တယ်ပြီးတော့လူတွေမမေ့နိုင်တဲ့သဘာဝအလှမျိုးပိုင်ဆိုင်ထားတာပါဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကအဒီလာဟာမှားရွေးတဲ့လူတယောက်ရဲ့မျက်လုံးကိုဖန်ဆားသွားခဲ့တာပါပဲဟီရိုရှိဆိုတဲ့အသက်၁၈နှစ်အရွယ်ကောင်းလေးဟာ IRC ရဲ့လူမိုက်အတိုင်း င်ဝိုင်းမှာကြောက်ရွံ့ခံရသူတယောက်ဖြစ်နေပါပြီ။သူဟာယာကူဇာရဲ့လက်အောက်ခံဟီကူချီမီသားစုနဲ့ဆက်နွယ်မှုရှိတယ်လို့ပြောလို့ရှိပါတယ်။ဒါပေမဲ့သူဟာရိုင်းဆိုင်တဲ့ပုံစံလုပ်နေတဲ့ကလေးတယောက်တော့မဟုတ်ပါဘူး။ ီအောက်လောကမှာတော့သူဟာတကယ့်ကိုဩဇာအာဏာရှိပါတယ်။သူဟာဥကူရာကနေတဆင့်ပေါ်လာခဲ့ပြီးတော့ဥကူရာကသူ့ကိုကိုဂျီမိမီနာတိုနဲ့သူ့ရဲ့ညီငယ်နိုဟာရူတို့နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။သူတို့ရဲ့အိမ်ဟာအဆင်မပြေတဲ့ဆယ်ကျော်တက်လီတွေရဲ့ခူအောင်းရနေရာဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဟီရိုရှိရောက်လာတဲ့အခါအရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။ယုံကြည်မှုအပြည့်နဲ့ဆွဲဆောင်မှုရှိတဲ့ဟီရိုရှိဟာအုပ်စုရဲ့ကောင်းဆောင်ဖြစ်လာခဲ့ပြီးတော့သူ့ရဲ့ဥဆောင်မှုအောက်မှာပဲအရာအလုံးဟာအမောင်ဘက်ကိုလျင်မြန်စွာပဲဥတီသွားခဲ့ ဲ့ပါတယ်။သူတို့အဖွဲ့ဟာပထမတော့ခိုးမှုတည်တည်လေးတွေကနေစခဲ့ပေမဲ့ရပ်ပိုင်းအတွင်းမှာပဲအမျိုးသမီးတွေကိုတိုက်ခိုက်လာတယ်။သူတို့ရဲ့ပထမအကြိမ်ကြိုးပမ်းမှုမအောင်မြင်ခဲ့ပါဘူး။ဒုတိယအကြိမ်မှာတော့အကြောင်းသူတယောက်ကိုဟိုတယ်တစ်ခုကိုဆွဲခေါ်သွားပြီးတော့အတ္တမပြုကျင်ခဲ့ကြပါတယ်။အဲ့ဒီလိုသူတို့ထပ်မံကျူးလွန်ခဲ့တဲ့တတိယမြောက်အမျိုးသမီးတယောက်ဖြစ်တဲ့အပျော်မဲတယောက်ကတော့ရဲစခန်းမှာသူတို့ကိုတိုင်ကြားခဲ့ပါတယ်။ဒါပေမဲ့ဒါဟာ1980ပြည့်လွန်နှစ်တွေရဲ့ဂျပန်နိုင်ငံမှာလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုကိုအလေးနက်မထားခဲ့ကြဘဲနဲ့ ောင်လေးတွေကဒါဟာသဘောတူညီမှုနဲ့ဖြစ်ခဲ့တာလို့ပြောခဲ့ပြီးတော့အမှုကိုပိတ်လိုက်ပါတယ်။အဲ့ဒါကသူတို့ကိုအာဏာပေးလိုက်တယ်လို့ဖြစ်သွားပြီးတော့ဘာအကျိုးဆက်မှမရှိတယ်လို့ဘောင်ကတ်တတ်မှုလည်းမရှိခဲ့ပါဘူး။ယာဆူရှိဝါတာနာဘီ၊ဥကူရာနဲ့မီနာတိုတို့ဟာဟီရိုရှိကိုအတူယူကြပြီးတော့ယာဆူဝတ်မှုတွေကို လူရက်မှုအကြမ်းဖက်မှုတွေအထိတိုးမြင့်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ဟီရိုရှိဟာလူတယောက်ကိုမျက်စိကျသွားခဲ့ပါတယ်။သူဟာကောလာဟာလာတွေကနေပဲကြာပူတဲ့မိန်းကလေးတယောက်အယံလာတဲ့အတွက်တခြားလူမတ်တွေတောင်မှ ချင်းကပ်ဖို့လက်လျှော့ထားတဲ့မိန်းကလေးတယောက်ပေါ့ဒါပေမဲ့ဟီရိုရှိကစိတ်ဝင်စားသွားတယ်အဲ့ဒီတော့သူစုံစမ်းမေးမြန်းခဲ့တယ်ပြီးတော့သူမကိုသူတွေးလိုက်တယ်တောက်ပါတယ်ကျင်နာတယ်အပြစ်ကင်းစင်တယ်သူမပဲလို့ဟီရိုရှိကပြောလိုက်တယ်ငါသူမကိုလိုချင်တယ်1988ခုနှစ်နိုဝင်ဘာလ25ရက်ဟီရိုရှိနဲ့မီနာတိုတို့ဟာမီဆာတိုတဝိုက်မှာတားကောင်ရှာနေတော့ ဂျွန်ကိုဟာအချိန်မိုင်းလောက်ကနေပြီးတော့အိမ်ပြန်လာတာကိုတွေ့လိုက်တယ်။အစီအစဉ်ကချက်ချင်းပေါ်လာတယ်။မီနာတိုကသူ့မကိုစက်ဘင်းပေါ်ကနေကန်ချပြီးတော့ထွက်ပြေးသွားခဲ့တယ်။ခဏကြာမှတော့ဟီရိုရှိကစိုးရိမ်တကြီးနဲ့ရောက်လာပြီးတော့အစင်ပြေလာငါမင်းကိုအိမ်ထိလိုက်ဖို့ပြင်မယ်လေလို့ပြောခဲ့တယ်။လက်နေပြင်မယ်လေကျေးဇူးတင်တဲ့ဂျွန်ကိုကသဘောတူလိုက်တယ်။သူကကျင်လာပြီးတော့ဘေးကင်းတဲ့ပုံပေါက်နေရဲ့လေ။ဒါပေမဲ့သူ့မကိုအိမ်ကိုလိုက်မဖို့ပဲနဲ့စွန့်ပစ်ထားတဲ့ဂိုရောင်တစ်ခုတည်းကိုဆွဲခေါ်သွားတယ်။အဲ့ဒီရောက်မှတော့သူ့ရဲ့လေတံကပြောင်းသွားတယ်။သူ့ရဲ့မျက်နှာထားလဲတင်းမာသွားတယ်။သူက သူမကိုသူဟာယာကူဇာဖြစ်ကြောင်းသူ့ရဲ့အမိတ်ကိုမနာခံရင်သူမနဲ့သူမရဲ့မိသားစုကိုတတ်ပစ်မယ်လို့ပြောခဲ့တယ်။ပထမတော့ဂျွန်ကိုကငင်းဆန်ခဲ့တယ်။သူမထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ဟီရိုရှိကသူမရဲ့မိသားစုအကြောင်းကိုပြောပြီးတော့ချိန်ချောက်နေခဲ့တယ်။သူမမနာခံရင်ယာကူဇာတွေကသူတို့ကိုတတ်ပစ်မယ်လို့ပြောခဲ့တယ်။အဲ့ဒီညမှာပဲသူကသူမကိုတက္ကစီနဲ့ အာဒါစီကအချစ်ဟိုတယ်တခုကိုခေါ်သွားပြီးတော့အတ္တမပြုကျင့်ခဲ့တယ်။ပြီးရဲ့နောက်မှာတော့သူကကျူရာကိုဖုံးဆက်ပြီးတော့ကြွားလုံးထုတ်ခဲ့တယ်။ကျူကသူ့ကိုသူမောက်ကိုမလွတ်လိုက်နဲ့။ငါလဲနည်းနည်းလောက်လိုချင်သေးတယ်လို့ပြောခဲ့တယ်။ နောက်တနေ့မနက်နိုဝင်ဘာလ26ရက်နေ့မှာတော့ဟီရိုရှိကဂျွန်ဂိုကို အနီးနားကပန်းချံတစ်ခုကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီမှာချူ၊နိုဟာရို၊မီနာတိုနဲ့ယာဆူရှိတို့ကစောင့်နေကြတယ်။သူတို့သူမကိုဝိုင်းထားပြီးတော့သူမပမာနေလဲသူတို့တီကြောင် သူမထွက်ပြေးဖို့စူးစမ်းရင်သူမရဲ့မိသားစုကိုတတ်ပစ်မယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီမှာတင်မဲ့သူမရဲ့ရှေ့မှာ သူမကိုပမာထားရမလဲဆိုတာကိုသူတို့စပြောနေကြပါတယ်သူတို့မီနာတိုအိမ်ရဲ့ဒုတိယထပ်ကိုရွေးလိုက်တယ်အဲ့ဒီမှာကျဲတယ်လေမီနာတိုရဲ့မိဘတွေကလည်းအိမ်မှာတိတ်မရှိကြဘူးဘသူမှတတိမထားမိလောက်ဘူးသူတို့အဲ့ဒီကိုသူမကိုခေါ်သွားပြီးတော့သူတို့ရဲ့လူမဆန်တဲ့လုပ်ရက်တွေကိုအဲ့ဒီနေရာမှာပဲစတင်ခဲ့ကြပါတော့တယ်